င်္ဂလာပါရှင်။ရှမ်းရဲ့ကွန်မီဒီယာကနေရှမ်းပြည်နယ်အတွင်းမြေငယ်လျော်ခံမှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။ 2025ခုနှစ်မတ်လ28ရက်နေ့စနေနေ့52မိနစ်အချိန်ခန့်တွင် ပြည်အားရီတက်စကေခွန်တတမခွန်အစင်ရှိအင်အားလွန်ပြင်းငလင်လောက်ခမှုကြောင့်ရှမ်းပြည်နယ်အတွင်းမြို့နယ်18မြို့နယ်၌တာသနိကအဆောက်အဦများဌာနအဆောက်အဦများ လူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများလူသေဆုံးမှုများနဲ့ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည် အင်အားလုံးပြင်းငလည်လောက်ခတ်မှုကြောင့် match လာ၂၈ရက်နေမှာယနေ့နနက်9နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှုစီရင်စရာများအရာရှမ်းပြည်နယ်အတွင်းမြို့နယ်18မြို့နယ်ရှိတာသနိကအဆောက်အဦများဖြစ်သည့်ဖះစီဒီ၂၂ဆူတာသနိကအဆောက်အဦ45ကိုပြိုကျပျက်စီးခဲ့ပြီးဖះစီဒီ159ဆူတာသနိကအဆောက်အဦ63ခုနဲ့အုတ်တတိုင်း71ခုအခြား122ခုဒစိတ်တစ်ပိုင်းပျက်စီးခဲ့ပါတယ် ယ်။ထုံနီတူကွန်ပျူတာတက္ကသိုလ်တောင်ကြီးစာတင်ဆောင်တစ်ဆောင်၊ကျန်းမာရေးစီပီခန်းတစ်ခန်း၊အခြေခံပညာစာတင်ဆောင်30ဆောင်၊ဝန်ထမ်းအရာ၄လုံး၊အခြား၂၈လုံးပြုကြပြက်စီခဲ့ပြီးသူနာပြုသားဖွားတင်နန်းကြောင်အဆောက်အဦတစ်လုံး၊စာတင်ဆောင်တစ်လုံး၊ဝန်ထမ်းအရာ၄လုံး၊ပညာရေးဒီဂရီကောလိပ်စာတင်ဆောင်၄လုံး၊အခြားတစ်ခု နည်းပညာထက်တန်းကြောင်းစာတင်ဆောင်လေးလုံးဝန်ထမ်းအင်အားနှလုံးအခြား12ခုအုတ်တိုင်းတစ်ခုကွန်ပျူတာတက်ကလို့တောင်းကြီးအဆောက်အအုံခုနှလုံးဝန်ထမ်းအင်အားတစ်လုံး ေတကလိုတောင်ကြီးအဆောက်အဦရှင်လုံးဝင်းနေအင်အားလေးလုံးဂျမိုင်းဌာနပိုင်းအဆောက်အဦလေးလုံးစေယုံ7လုံးစေပေခန်း29လုံးဝင်းနေအင်အား73လုံးအုတ်တတိုင်း73ခုအခြား9ခုအခြေခံပညာရေးမှုရုံအဆောက်အဦ1လုံးစာတင်ဆောင်195လုံးဝင်းနေအင်အားလေးလုံးအုတ်တတိုင်း44ခုအခြား15ခုတစိမ့်တစ်ပိုင်းပြည့်စည်ခဲ့ကြောင်းသိရပါတယ် ထို့အတူဌာနပိုင်ရာဆောက်အုပ်ဝန်ထမ်းရာတိုးလောင်ယုံနဲ့အခြားဆောက်အုပ်192လုံးနဲ့အော်ဒတိုင်း56ခုတစ်စိတ်တစ်ပိုင်းပြည့်စည်ခဲ့ပါတယ်။အလားတူလူနေအိမ်2410လုံးပြိုကျပြည့်စည်ခဲ့ပြီးနေအိမ်1663လုံးနဲ့ပုဂ္ဂလိကဆောက်အုပ်16လုံးလူနေအိမ်အော်ဒတိုင်း359ခုတစ်စိတ်တစ်ပိုင်းပြည့်စည်ခဲ့ကြောင်းသိရပါတယ်။ အလာတူဟိုတယ်လုပ်ငန်း34ခုတွင်ဟိုတယ်အောင်မန်းပါဝင်ဟိုတယ်နှင့်လုံချင်းဘင်္ဂလို338လုံးပြိုကျပျက်စီးခဲ့ခြင်းဟိုတယ်နှင့်လုံချင်းဘင်္ဂလို921လုံးတစိ့တပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီးပြည်နယ်အတွင်းတရား20ညစီကံလာတွင်71ကေဗီဓာတ်အားလိုင်း10.865ဟာမိုင်400ဗီဓာတ်အားလိုင်း3.649မိုင်ကွန်ကရစ်တိုင်း233တိုင်း တစ်သားတိုင်း130တိုင်းနဲ့ transformer 6လုံးအိမ်3မီတာ116လုံး cd မီတာ3လုံး power မီတာ1လုံးထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရှိရပြီးဆုံးရှုံးမှုတံပိုးအားတွက်ချက်လျက်ရှိကြောင်းသိရပါပါတယ်။ အင်အားလုံးပြင်းထန်လောက်ခတ်မှုကြောင့်လူနေအဆောက်အဦဟိုတယ်နဲ့အုတ်နေရန်ပြိုကျမှုများကြောင့်ယနေ့နက်9နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှုစရင်စရာများအားရှမ်းပြည်နယ်တွင်လူ66ဦးသေဆုံးခဲ့ပြီး133ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် အဆိုပိုင်းအလုံးပြင်းငလင်းလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေးဆုံးများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ဝင်ကြီးများရှမ်းပြည်နယ်တဘာဝဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနေမြေခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များကုညီကယ်ဆယ်ရေးအဖွဲ့များကငလင်းဘေးဒဏ်သင်ခဲ့သည့်မြို့နယ်များတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြိုင်ညီဆောင်ရွက်လျက်ရှိကြောင်းသိရပါသည် também. <laughs> ရှမ်းပြည်နယ်တွင်ထိခိုက်ပျက်စီးမှုများသည့်ညောင်ရှိဝင်းမြို့နယ်တွင်ယာယီကယ်ဆယ်ရေးစခန်း၅ခုဖွင့်လှစ်၍ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆိုပါယာယီစခန်း၅ခု၌ယာယီခလုံးသူ1103ဦးရှိကြောင်းသိရပြီးယာယီခလုံးသူများရှမ်းပြည်နယ်ဆိုရာဖွဲ့ပြည်နယ်တဘာဝဒေသတွေဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များဂျမားယဝန်တန်းများစေတနာရှင်လူရှင်များကအခြေခံစားတောက်ကောင်းများပေးအပ်ခြင်းနဲ့ဂျမားယဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းများကို အချိန်နဲ့တပြိုင်နက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။